ို့မှာဝင်ဝင်ရှာနေတဲ့သူတွေအတွက်ပေါ့နော်ဒါတိထားတဲ့တိထားတဲ့နဲ့အရာလေးဖြစ်တယ်ပေါ့နော်အဲတော့ကျွန်တော်တို့ Facebook မှာဆိုရင်ဒီ monetization ဆိုတဲ့နေရာမှာပေါ့နော်ကျွန်တော်တို့ပတ်စံရနေတယ်ဝင်ဝင်ရနေတယ် Facebook အကောင့်မှာတော်တော်များဒီလိုမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အကောင့်မှာဆိုရင်ဒီမှာပေါ့နော်ကျွန်တော်ဟာလေးဆိုရင်ဒါအကုန်လုံးပုံပတ်စံရနေပြီပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီဟာကဘာဖြစ်လို့ပေါ်လာလဲဆိုတော့ ။ဘာလို့လို့ပေါ်လာလဲဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုတစ်ခုမှာပေါ့နော်ကျွန်တော်တို့စီမင်းစီကန် Facebook ကတက်မှတ်ထားတဲ့စီမင်းစီကန်နဲ့မကိုက်ညီလို့ပေါ့နော်ဒီ modernization ဆိုတဲ့ဒီဝင်ဝေလမ်းကြောင်းတို့ကအာပိတ်လိုက်တယ်ပေါ့နော်ပိတ်လိုက်တယ်။ဒါပေမဲ့ဒီအရာကဖြည့်ရှင်းလို့ရလားဆိုတော့ဖြည့်ရှင်းလို့ရတယ်။အဲဒါကကြတော့ဘလိုဖြည့်ရှင်းရမလဲကျွန်တော်ပြောပြပေးမယ်ပေါ့နော်ဒီလိုပေါ်လာပြီဆိုရင်ကျွန်တော် Facebook account မှာဒီ modernization ဆိုတဲ့နေရာမှာကျွန်တော်အာအမြဲတမ်းဝင်ကြည့်ဖို့လိုအပ်ပါတယ်ပေါ့နော် ့ဒီလိုမျိုးပေါ်လာဆိုရင်ကျွန်တော်တခါလေးဖြည့်ရှင်းပါအခြေအနေကြလာအခြေအနေအာမဖြည့်ရှင်းမဲ့တဲ့အခြေအနေကြာရင်ထားထားမယ်ဆိုရင်ကျွန်တော်တို့အခွင့်အရေးတွေအရန်ဆုံးရှုံးပါတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့တော့ကျွန်တော်ဘယ်လိုဖြည့်ရှင်းရမလဲဆိုရင်ကျွန်တော်ကဒီမှာဒါလေးတစ်ချက်နှိပ်ကြည့်လိုက်မယ်ပေါ့နော်ဘယ်ဗီဒီယိုဖိုင်ကညိလဲဆိုတာโอเคဟုတ်ပြီဒါဒါဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုဖိုင်ညိတာဖြစ်တယ်နော်အဲ့ဒီဗီဒီယိုဖိုင်ကို ကျွန်တော်တို့ကဖြတ်ထုတ်လိုက်ပြီဖြတ်ထုတ်လိုက်ရမှာဖြစ်တယ်ပေါ့နော်ဒီဗီဒီယိုဖိုင်ဖြတ်ထုတ်လိုက်ရအောင်ဖြစ်တယ် ဲ့ဒီဗီဒီယိုဖိုင်ရှာကြည့်မယ်ဘယ်ဗီဒီယိုဖိုင်ကဖြစ်လဲဗောနော်นี่มาเก็บภาพบรรยากาศได้ครับอ่าจะมาถ่ายให้ดูวันหลังใครอยากมาเที่ยวชมโอเคดีดูภายขึ้นดาขึ้นได้ด้วยจังจนก็ดีดูภายကိုဖြတ်ထုတ်လိုက်မယ်ဗောနော်ဖြတ်ထုတ်လိုက်မယ်တကယ်လို့မဖြတ်ထုတ်ဘူးဆိုရင်ကျွန်တော်ဝင်ဝေလမ်းကြောင်းอ่ะအဲကျွန်တော်ပိတ်နေမှာဗောနော်ပိတ်နေမယ်ဆိုရင်ကျွန်တော်ပတ်စံမရတော့ဘူးကိုဘလောက်ပဲတင်တင်ဗောနော်ပတ်စံရတော့မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ဒီဗီဒီယိုဖိုင်ဖြတ်ထုတ်မှာကျွန်တော်ရနေတဲ့အာ တင်တဲ့ပို့ကတက်လာတဲ့ဝင်ငွေတွေရလာတဲ့ဒေါ်လာတွေကျတို့ရရှိမှာဖြစ်တယ်ဗောနော်အခွင့်အရေးတွေရမှာဖြစ်တယ်โอเคဒါဆိုရင်ကျတော့ဒီဗီဒီယိုခိုင်းဖြစ်လိုက်မယ်နော်โอเค delete ဟုတ်ပြီနော်ကဲပြန်ပြီးတော့တတိကြည့်မယ်နော်ဒီမှာဒီတိုင်တုံးနိုင်အောင်နှိမ့်လိုက်ပြီးရင်ဒီဟာပြောက်လာအောင်ပြောက်လာဆိုတော့ကျအပေါ့အောက်ကိုတစ်ချက်ဆွဲချကြည့်လိုက်ဗောနော်စောင့်ကြည့်လိုက်မယ်အာโอเค ဲ့တော့ကျွန်တော်ဒီအမှန်ကြီးလေးပေါ်လာပြီဆိုရင်ဒါကျွန်တော်ဝင်ငွေလမ်းကြောင်းပွန့်သွားပြီပေါ့နော်ဒါဆိုရင်ရပါပြီဝင်ငွေရှာလို့ရပြီပေါ့နော်အဲ့တော့အဓိကကျွန်တော်တို့ video file တင်တဲ့အခါမှာဆိုရင်ဒါ company တို့အာတို့တက်မှတ်ထားတယ် Facebook ကတက်မှတ်ထားတယ်စီမင်းစီကန်းနဲ့ကန့်ညီဘူးလို့တာပေါ့နော်တချင်းအတန်နေနောက်ပြီးတော့ဆိုရင်တများ video file တင်တဲ့အခါဒီမှာဆိုရင်အရန်မှအရေးကြီးရေပေါ့နော်ဟုတ်ကဲ့ပါဒါရီကတော့ဒါ Facebook မှာဝင်ငွေရှာနေတဲ့လူတိုင်းပေါ့နော်တိထားရမယ် အကြောင်းအရာလေးဖြစ်တယ်ဗောနော်အဲ့တော့ကျွန်တော်ဒီတလောက်လေးလာပြီးမျှဝေပေးတာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေဗောနော်အဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကအကျိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့အကောင့်ကိုလည်း follow အဖော်လိုလေးနှိပ်ထားပြဖို့တောင်းဆိုပါရစေ TikTok မှာရှိတဲ့တငယ်ချင်းတွေအားဆိုရင်လည်းကျွန်တော်ကောက်ကိုအပောင်းလေးနှိပ်ထားပါပြီးတော့ဆိုရင်ကိုယ့်ရဲ့တငယ်ချင်း share ပေးတော့ပါเนาะဒီဗီဒီယိုဖိုင်ကလည်းကျွန်တော်ရဲ့ YouTube မှာလည်းတင်ပေးမှာဖြစ်တဲ့အတွက်ကြောင့် YouTube မှာရှိတဲ့သူက YouTube မှာရှိတဲ့သူကလည်းပဲကျွန်တော်ရဲ့အကောင့်ကိုပေါ့เนาะသူတို့ အလား subscribe လေးလှုပ်ထားဖို့အတွက်လည်းတောင်းဆိုပါရစေ။အားလုံးပဲအဆင်ပြေကြပါစေလို့နော်။အာဒီနေရာမလို့တွားရမလဲဆိုတော့ကျွန်တော်ပြန်ပြပြမယ်နော်။ဒီမှာကျွန်တော်တို့ဒီတိုင်သုံးနိုင်လေးတွေ့လာပါတော့။ဒီတိုင်သုံးနိုင်လေးကိုကျွန်တော်နှိပ်အဲ့လိုနှိပ်လိုက်ပါနော်။နှိပ်ပြီးလိုက်ဆိုရင်ဒီဘက်ကျွန်တော်ဒီဘက်မှာရှင်းလိုက်မယ်။ဒီမှာဒီဒီဘက်နည်းနည်းဆွဲလိုက်ပါနော်။ဒီမှာ monetization ဆိုတဲ့နေရာတွေ့လိုက်မယ်ပါနော်။အဲ့ဒီနေရာကိုကျွန်တော်အမြဲတမ်း တနေ့ကိုအနည်းဆုံးတစ်ခေါက်လောက်ပေါ့နော်တစ်ခေါက်လောက်ဝင်ပြီးတော့ကြည့်ဖို့လိုတယ်တကယ်လို့ပိတ်နေတယ်ဆိုရင်ကိုတင်လိုက်ပြီးတော့ဖိုင်ကပေါက်သွားတယ်ဆိုပါဆိုပေါက်သွားတယ်ဆိုရင်အဲ့ပြီးတော့ဖိုင်ကပတ်စံမရဘူးပေါ့နော်ရမှာမဟုတ်ဘူးဒါကြောင့်ကိုကဒီဒီနေရာမှာကဒါ modernization နေရာမှာပိတ်နေတဲ့အတွက်ကြောင့်ကိုရဲ့အရင်တင်ထားတဲ့ပြီးတော့ဖိုင်က copyright ညှိနေတာတို့ပေါ့နော်စီမင်းစည်းကမ်းနဲ့မကိုက်ညီလို့သူတို့ပိတ်လိုက်တယ်ဆိုရင်ကိုတင်တဲ့ပြီးတော့ဖိုင်က ပေါက်တဲ့ video file ဖြစ်နေတော့လေအာ Facebook ကဝင်ဝင်ပေးမှာမဟုတ်ဘူးเนาะအဲ့တော့အရင်ရဲ့ account ကစနကပုံစံမျိုးဝါနေတယ်ဆိုရင်အခွင့်အရေးရှိတယ်ပေါ့เนาะတကယ်လို့များကိုယ့်ရဲ့ account ကအရန်အောင်မှဟိုပါပေါ့เนาะကျွန်တော်အမှုကြီးသွားတယ်ဆိုရင်အဲ account หนีသွားနိုင်တယ်หนีသွားတယ်ဆိုရင်ကျွန်တော်တို့ဒါတချွတ်တော့ account တွေဆိုရင်3လ3မုံ6လပေါ့เนาะကျွန်တော် account တွေနှစ်နဲ့နှစ်နဲ့ချီပြီးတော့မှအဲ့လိုပြန်ပြန်ပြီးတော့မှစိတ်နိုင်တဲ့အခြေအနေဖြစ်နိုင်ပါတော့ချွတ်တော့ account ဆိုရင် account ပြတ်သွားတာမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်အဲတော့အရန်အရေးကြီးပါတယ်ဒါလေးရကြတော့ပေါ့နော်